အိမ်မှာမဝင်းကားကောင်းကောင်းလေးကိုယ်တိုင်ချက်စားခြင်းသူတွေအတွက်ငရုတ်ကောင်းနဲ့မှုမွေးပူပူလေးနဲ့ငပြောဦးမြမြအိုးဘဲဦးငဖယ်စတဲ့အမဲဆုံးမှာထည့်ထားတဲ့ special ချက်နီးလေးကိုပြန်လည်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။အရေးဆုံးပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်။အဓိကကတော့ဂျင်း၊ဇပလင်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငပြောဦး၊ကလဲပဲ၊မြေပဲ၊ဆန်လော်မုတ်စတာတွေပဲဖြစ်ပါတယ်။တ냐လောက်ရေစိန်ထားတဲ့ကလဲပဲလေးတွေကိုရှူရှူပောင်းနဲ့တနားရီလောက်ပြုတ်ထားပေးရပါမယ်။ကလဲပဲလေးတွေကိုတော့30ကျပ်သားလောက်တုံးထားပါတယ်။ပဲလေးရေနူးသွားပြီဆိုရင်တော့အေးအေးခံပြီးထောင်းထားလိုက်ပါမယ်။ကျွန်တော်ကတော့အိမ်စားနှစ်ပိတ်တာလောက်ချက်မှမို့လို့ဇပလင်၃ချောင်းဂျင်း တလက်လောက်ကိုပဲတုံးထားပါတယ်ဇပယ်လင်ကိုပပလှပြီးဂျင်းနဲ့ရောထောင်းထားပါမယ်ကျက်သွန့်ဖြူအနေငယ်ကိုလည်းငရုတ်ကောင်းလေးနဲ့ရောထောင်းထားပါမယ်မြေပဲလော်ငါးချက်သားကိုလည်းထောင်းထားပါမယ်ပြီးရင်တော့ငပြောဦးကိုစားချင်းတလောက်အနေထားလေးလှီးထားပြီးတော့မမဲသွားအောင်လို့ရေထဲမှာစက်နှင်းလေးထည့်ပြီးတော့စိမ့်ထားပေးရပါမယ်နော်ငချင်း40သားလောက်ကိုချင်းဇပလင်စက်နှွေးမှုတ်ငားငက်ပြရေကောင်းကောင်းဟင်းခက်စုံ၄စွန်းစာရေတပကန်စာထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်။ငားချက်ပြီဆိုရင်တော့အေးအေးခံပြီးအသားနှွင့်ထားပေးရပါမယ်နော်။ ငါးစီတက်ချက်ဖို့အတွက်စီပူလာပြီဆိုရင်ကြက်တွန့်ဖြူဦးကြီးတအူးလောက်ကိုထောင်းထားပြီးတော့စီတက်ပါမယ်။ပြီးရင်တော့စံသွင်းလေးထည့်ပါမယ်။ခဏလောက်မှွေပြီးရင်တော့ဇပလင်ချင်းထောင်းထားလေးထည့်ပါမယ်။ဇပလင်စီတက်နဲ့လေးမှွေးလာပြီဆိုရင်တော့ငရုတ်တီးအယောင်တင်မှုလေးတစ်စုံလောက်ထည့်ပါမယ်။အယောင်ပိုလိုချင်းနဲ့ဆိုရင်တော့များများထည့်သုံးပေးပါ။ငရုတ်တီးစီတက်နဲ့မှွေးလာမှငါးအသားညွှန်ထားလေးတွေကိုထည့်ပြီးလုံးပေးပါမယ်။ဒီနေရာမှာငါးစီတက်တာလေးကအရေးကြီးပါတယ်။ငါးစီတက်ရင်စီပြန်လာပြီးငါးအဆိုတက်မကြံမဲနဲ့မှွေးပြီး၆လောင်လို့စီတက်ပေးရပါမယ်နော်။ပြီးရင်တော့မုံဟေးရဲ့အတွက်ငါးပြုတ်ရည်ရဲကိုရေကိုအိုးတဝက်လောက်ထက်ထည့်ပြီးတော့ပွပွဆူအောင်တဲထား ားပေးရပါမယ်ပပွက်စူလာမသာကလပ်ဘဲထောင်းထားရလေးကိုရေအနှဲငယ်ထက်ရောပြီးတော့ငွေချပြီးတော့ဖြည်းဖြည်းချင်းစီထည့်ပေးရပါမယ်နော်ကလပ်ဘဲထည့်ချိန်မှာတဲ့အိုးကိုဇက်တိုက်မှွေနေပေးရပါမယ်ဇက်တိုက်မှွေနေရင်လည်းပပွက်စူလာပြီးဆိုရင်တော့ချက်တုံဦးထည့်ပါမယ်ပြီးရင်မြေဘဲထောင်းထားတာကိုပါတခါရဲထည့်ပါမယ်ပပွက်စူလာပြီးဆိုရင်တော့အချိုဓာတ်လေးပိုလေးဝအောင်လို့ထညာခဲ၃ခဲလောက်ပြစ်ထည့်လိုက်ပါမယ်ပြီးရင်တော့ဆန်လော်မုတ်၁၀သားလောက်ကိုရေဖြော်ပြီးတော့ထည့်ပါမယ်နော်ဇက်တိုက်မှွေနေရင်လည်းဆန်လော်မုတ်အနက်လေးပျောက်လာပြီးဆိုမှငါးစီတက်လေးကိုထည့်ပါမယ်ခဏလောက်မှွေပေးပြီးတည်ထားလိုက်ရင်တော့မုံဟင်းရေကစီဝေးတက်လာပါလိမ့်မယ်နော်ပပွက်စူအောင်စောင်းတည် ထားရင်ねငပြောဦးလေးပါထည့်လိုက်ပါမယ်ငပြောဦးထည့်ရင်တော့ဥပပွဲစုနေမှာထည့်ပေးပါနော်ဒါမှငပြောဦးတွေကမမဲသွားမှာပါငပြောဦးတွေနှောက်မှွေပြီးရင်တော့ခဏလောက်တည်ထားပြီးရင်စက်တွန့်ဖြူငရုတ်ကောင်းထောင်းထားအလေးကိုထည့်ပါမယ်ဒီလိုထည့်ရင်တော့မဟွင်းကြီးကအနက်ပို့ပြီးတော့မှွေးပါတယ်ဘဲဦးလှီထားရတဲ့ဘဲဦးအလုံးလိုက်ပါထည့်လိုက်ပါမယ်ငရုတ်ကောင်းနဲ့လေလိုနေသေးတာမို့လို့ထက်ထည့်ပြီးတော့ခဏလောက်မှွေပြီးရင်စာဟင်းခတ်မို့အရာတာမို့ငားငက်ပြရဲတို့ကိုလိုတိုလိုလေးလိုက်ထည့်ပေးရပါမယ်ငပြောဦးတွေကြောက်အောင်တည်ပြီးွားရင်တော့အနက်လေးမှွေပြီးအရန်ရတာရှိရဲမဟွင်းကြီးလေးလည်းရပါပြီအဲ့တော့မဟွင်းကားအတွက်မုတ်ဖက်ဘူးဒီကျော်ငဖဲနန်းနမင်းပူ စီနံပဲပင်ပေါက်ပဲသည့်တမယာသည့်မြို့တိမုတ်စီချက်စရို့ကိုအကုန်ပြင်ဆင်ထားပြီးတမျိုးချင်းစီကိုတေချာလေးထည့်ပြီးတော့မောင်ဟင်းလေးလောင်းထည့်လိုက်ရင်တော့ချက်ရလွယ်ကူပြီးအရန်စားချင်းစွဲကောင်းတဲ့မောင်ဟင်းကားလေးလည်းရပါပြီဗျာ